ပရိသတ်ကြီးမင်္ဂလာပါဗျာဗရာလောကဇာတ်လမ်းကောင်းများကိုရွေးချယ်လို့တင်ဆက်ပေးနေရှိတဲ့ကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ညတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇာတ်လမ်းလေးကတော့ဆရာအက်ဂါဆိုရေးသားထားတဲ့မဖဲဝါမုံနဲ့ရွာဇာတ်သိမ်းမဲဖြစ်ပါတယ်ခင်ဗျာပရိသတ်ကြီးကအစင်းစင်းဖြစ်ပြီဆိုရင်တော့ကျွန်တော်နဲ့တူတူဇာတ်လမ်းလေးကို live ပါနားဆင်လိုက်ကြရအောင်ခင်ဗျာထောက်အောင်လေးကောင်းခန့်တော့မှာတတော်တော်ပါဖြင့်ရွာတို့ပြေးဝင်လာခဲ့ကြတယ်သောတန်အစွန်းမှာအတန်တကြီးဖြင့်အော်ဟစ်လိုက်တဲ့စိုးကြီးရဲ့အော်တန်ကိုတော့ကြားလိုက်ရပါတယ် နေရောက်သားမိမိတို့နေထိုင်တဲ့အိမ်တို့ပြန်ရောက်တဲ့အခါမှာတော့အမောဖောက်ပြီးဟောဟဲလိုက်နေတယ်။အလွန်ကြောက်နေတဲ့ထောင်မှာဖျားသွားနေတော့တယ်။ထိုညရွာထဲအိမ်များထမှာခွေးများကတောက်လျှောက်ထိုးဟောင်ကြသလိုဆွဆွဲငငင်းနဲ့ဥကြလေတယ်။ခွေးဥတန်များနဲ့အတူလူရည်ကြီးတစ်ခုကတော့ရွာအသွင်းတို့ဦးတီကရှောက်လန်းလာလေတယ်။ထိုလူရည်ကြီးကိုမြင်သည်နည်းလမ်းတစ်လျှောက်ရှိခွေးများမှာတော့ဆွဆွဲငငင်းဥကြလေတယ်။ရွာလုံးအိမ်မောကြနေတော့လေအစိုးကြီးရဲ့အိမ်မှာတော့လူရည်စီကားနေပါလေ။ ဆိုကြီးအလောင်းကိုဖတ်ပြီးတော့သူညီမဖြစ်သူလို့မောင်ရဲ့မိမကတော့အော်ဟစ်ငိုကြွေးနေပါတယ်အမလီအခုအကြည့်ရင်တမီးရောက်မှတွေချစ်လို့လို့သူ့အနောက်ကိုလိုက်သွားတာလားရွာသားတွေကလည်းဆိုကြီးညီမကိုကြည်ကဂယုနာတတ်မိပါတယ်ဆိုကြီးရဲ့ညီမမှာလွန်ခဲ့တဲ့ရက်ပိုင်းကပဲလင်းယောက်ျားဖြစ်သူတိုးမောင်တည်ဆုံထားခြင်းဖြစ်ပြီးတော့ယခုလည်းအကိုဖြစ်သူထပ်မံတည်ဆုံတဲ့အတွက်ယဉ်ကျေးမရဖြစ်လဲဖြစ်လို့ဆရာပါ တရွေ့ရွေ့နဲ့လေးလေးပင်ပင်လျှောက်လာတဲ့ခြေတံကြီးမှာတော့အာတုပအိမ်အဝင်အဝမှာရက်တန်သွားလေတယ်။စူကြီးညီမကစူကြီးအလောင်းကိုဖတ်ရင်းနဲ့ပင်အိမ်ဝင်ဝါသို့လမ်းကြည့်လေတယ်။ဟင်အကူကြီးအကူကြီးစူကြီးညီမကခြံဝါသို့ကြည့်ကထိုတို့အဟိငါလဲကျသွားတော့လေ။ဘီနာကလူများကတော့ဝိုင်းဝန်းထိမ့်ပေးရလေတယ်။လူအများကခြံဝန်းသို့ကြည့်လိုက်တော့လေမြည်သည့်အရာကိုမှမတွေ့ရပေ။နောက်ရက်များမှာတော့စူကြီးဟာအာတုပချကြတယ်။ ဆံကေမောက်ပြီးသုတ်တန်အနီမှာဇကြိုးကတည်ဆုံနေတဲ့အစိုးကြီးရဲ့အလောင်းကိုကြည်ငါရွာသားများကတယောက်တစ်မျိုးကောက်ချက်ချကြလေလေရွာနီးမှာဆရာဝန်ကလေးကတော့အစိုးကြီးမှာအရက်အလွန်ကျွန်းမူးတောက်ပြီးတော့ဆံကေမောင်းရင်ကဆံကေမောက်ကဇကြိုးသွားပြီးတော့နေရာမှာပင်တည်ဆုံသွားခြင်းဖြစ်မည်ဟုကောက်ချက်ချလိုက်တယ်။အစိမ့်နေတည်တဲ့သဘောမျိုးဖြစ်တဲ့ပြင်တည်ဆုံသွားတဲ့အစိုးကြီးအားနောက်တစ်ရက်မှာပင်မီးတကြိုလိုက်တော်ရီဟေးကောင်ထောင်းကိုစိုးကြီးအားသူဘကိုမစ်လိုက်အောင်မလား ကောင်းကန်းကထက်အောင်အိမ်ပေါ်သို့တက်ရင်ပြောလိုက်ရာထက်အောင်မှာစောင်းကျော်အဒရင်မှနေပြီးတော့ခေါင်းခါပြလိုက်ရတယ်ငါ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 မလိုက်ချင်ပါဘူးကွာရေးလေမင်းကနေမကောင်းတော့လေနေခဲ့ပေါ့ငါကတော့ကိုစိုးကြီးတေးတာသွေးရသားရမဟုတ်ဘူးလို့ပဲထင်နေကွာကောင်းခန်းကပြောရင်ကထက်အောင်အနီးတို့ဒုကလကလူရဲလူကြီးကြီးလိုက်တယ်ထက်အောင်တယောက်တည်းအိမ်ရှိတွင်ထိုင်နေတဲ့ပြင်အနီးမှာလူမရှိပေကောင်းခန်းကအတန်ကိုနှိမ့်လိုက်ပြီးတော့ကိုစိုးကြီးအလောင်းကိုတေးတေးချာချာကြီးလိုက်ရင်လယ်မင်းမှာလက်ရကြီးတွေ့ရဲ့ဟေ့အောင်ဟေး ထက်အောင်အံ့ဩစွာပြေးရေရွတ်လိုက်မိတယ်။မင်းကဘလို့ထင်လို့တော့ကောက်ခဲ့။မင်းလည်းသိသားနဲ့ကွာ။အရင်နေ့ကငါတို့တင်ညာကုန်းမှာအုပ်ဘူးလို့နေတော့ကိုတိုးမောင်ကြီးကငါတို့ကိုခြောက်လန့်ခဲ့တယ်မဟုတ်လား။ကောက်ခန့်ရဲ့ဇကားကိုနားထောင်ပြီးတော့ထက်အောင်ကကောင်းချလိုက်တယ်။ငါအထင်တော့ကိုတိုးမောင်ကကိုစိုးကြီးကိုတတ်ပစ်လိုက်တာဖြစ်မယ်ကွာ။သူတို့ကအမြဲတွဲနေတာမဟုတ်လား။နောက်ပြီးသူတို့ကြားရက်ကမကြည်လည်တာတခုခုရှိမယ်ထင်တယ်ကွာ။မင်းမင်းကဘာကိုစိုးကြီးဆိုလိုချင်တာလဲ။ ကျွန်တော်ကလူတွေပြောတာတော့ကိုဒိုးမောင်ကိုကိုစိုးကြီးကတင်းကျန်ကုန်းထဲမှာတက်ပစ်လိုက်တယ်လို့ပြောကြတယ်။အဲဒါကြောင့်ကိုဒိုးမောင်ကကိုစိုးကြီးကိုပြန်တက်တက်တော်တော့ကောင်းခဲ့ရမဟုတ်တာပြောမနေနဲ့တော့ငါနားမထောင်ကြတော့ဘူးကွာ။တရေကြောက်တတ်တဲ့ထက်အောင်မှာကောင်းခဲ့စကားတွေကိုဆက်နားမထောင်ကြတော့ပဲ။ကောင်းခဲ့ကလည်းထက်အောင်ကြောက်တတ်မဲ့ဒီဖြစ်ရင်တမင်တက်တက်ခြောက်လန့်ခြင်းဖြစ်ရထက်အောင်ကြောက်သွားတဲ့အတွက်ရီမောလိုက်လိမ့်မယ်။အေးပါကွာဟာမင်းကြောက်တယ်ဆိုရင်ငါမပြောတော့ပါဘူး။အောင်မှာငါကမကြောက်ဘူးကွာရုတ်တရက်မှလန့်သွားလို့ပါ။ မကြောက်တဟုလဲဆိုသေးကွာလွေကောင်းကောင်းကြီးဖြားတောင်ဖြားနေတယ်မဟုတ်လားမင်းအเจ้าကိုငါအတီးဆုံးမှထက်အောင်ရာနားနဲ့စကားမဆက်ညကကိုစိုးကြီးရွာထဲကိုဝင်လာတယ်ကွာသူညမကတော့မှသူ့ကိုတရေကြီးကိုတွေ့ပြီးတော့လန့်ပြီးတော့မေးလဲသွားသေးတယ်တဲ့မကြဘူးပြောတဲ့ထက်အောင်မှာခေါင်းမွေးပင်ထောင်ထလာခဲ့မင်းဟာကဟုတ်လို့လားကောင်းခက်ရာအေးပါဆိုငါအထင်ကိုစိုးကြီးနဲ့ကိုတို့မောင်ကငါတို့စီကိုမြန်လာမလာပဲကွာကြောက်တိတ်ဆန့်ကောင်းခက်မင်းဒါတွေပြောလို့လာတယ်ဆိုတော့ငါရင်ကအခုပြန်တော့ကွာဟာတာ အေးပါကွာသူတို့ကလာတော့လာမှာကွာဘာလို့လဲဆိုတော့ငါတို့ကိုသူတို့ကတိတ်ခင်တော့မဟုတ်လားပြီးတော့ငါတို့ကလေးယောက်လीမင်းကိုသွားတော့လို့ပြောနေတယ်နော်ကောင်းခန့်မဟုတ်ရင်ငါဆုံးမဆိုနဲ့ကွာထအောင်ကအန်ဂျယ်လီရဲ့ဒေါသတကြီးပြောတဲ့ပြင်ကောင်းခန့်ကမက်တယ်ထရလိုက်ပါလေကြောက်တဲ့တဲ့ထအောင်ကပုံမကြောက်လက်အောင်ပြောလိုက်ရတဲ့အတွက်ကောင်းခန့်အလွန်ပြောရွှင်နေပြီလေအေးပါကွာသွားဆိုသွားပါမယ်ငါတို့သူတို့အတုပလိုက်ပို့ပေးတော့မယ်ကွာ တော့ကြဒီလောက်ခင်တဲ့လူချင်းချင်းနာရီလိုက်မပွေးရကောင်းလားဆိုပြီးတော့ကိုစိုးကြီးကဒေါသထွက်ပြီးငါ့ကိုရန်လာရှာနေဦးမယ်ကွာကောက်ခန်းကပြပြဆိုဆိုနေအိမ်အောက်သို့ဆင်းသွားလေတဲ့ထိုအခါထောက်အောင်တရားအိမ်ရှိကန်းတွေထိုင်နေကထိတ်လန့်လာပါတယ်အမေအမေအမေပဲသွားနေရလေအိမ်နောက်ဝင်းမှာလူမမစားရဲ့ချက်ပြုတ်နေတဲ့ထောက်အမေကပြေးထွက်လာပါတယ်ဟဲ့သားမဖြစ်လို့ရှောက်အော်နေရလေအမေကလည်းပြာသားနာမှနေတော့မဟုတ်ဘူးအော်လိုက်ရတာမောလိုက်တာအေးကွယ်ဆန်းညုတ်ရမြည်တောက်တော့မလား ထက်အောင်ခေါင်းညှိလိုက်တဲ့အခါမှာတော့သူ့အမေကစံမြုပ်တစ်ခွက်ခက်လာကထက်အောင်ရှင်မှာချပေးလိုက်ပြီးတော့စံမြုပ်အေးစီရအတွက်ဗဇက်ပြင်းမှုတ်ပေးနေပါလေထက်အောင်လည်းကိုစိုးကြီးတေဆုံးဒီကိုကြောက်ရွံ့တော့လဲစိတ်ထဲတည်ကျင်စင်များဖြစ်နေပြီလေဒါနဲ့ကိုစိုးကြီးညကရွာထဲဝင်လို့ဆိုအေးညကတရွာလုံးခွေးတွေဥလိုက်ကြမှာစူညံနေတာပဲဒါကဆေးတော့ပြီးအိတ်နေလို့မကြားလိုက်တာဖြစ်မယ်ကဲရော့တာထက်အောင်တရွာစံမြုပ်တစုံကိုခက်တော်ရင်ကစိတ်ထဲကြောက်လန့်နေမိပါလေ ထိုနေ့ညဓာအောင်တယောက်ဖျားယောင်နေမကပဲနဲ့ဝမ်းပြက်နေသေးတယ်။ညအချိန်မတော်လန်နိုးလာခဲ့ပြီးတဲ့နောက်မှာတော့ဝမ်းအလွန်သွားကြတဲ့ပြင်အိမ်သာတို့အမြန်ပြေးကြရတယ်။နည်းနည်းနောက်ကြပါကပစိုးတဲ့တို့ဝမ်းနေထွက်ကုန်ပြီဖြစ်ပါတယ်။အိယာကထားတော့ကဝမ်းထွက်ကြပြီဆိုတဲ့ပြင်ကမန်ကရန်ပြေးထားခဲ့ရတော့လေအိမ်သာနဲ့ယောက်တော်မှခြောက်ချားလာခဲ့တယ်လေ။ဆဆငငင်းအော်လိုက်တဲ့ခွေးဥတဲ့မျိုးကိုကြားလိုက်ရတဲ့အတွက်ထက်အောင်တရားထိတ်လန့်သွားမိပါလေ။အိမ်သာနဲ့အိမ်မအနှဲငယ်လှမ်းနေတယ် အင်းဒါအနောက်မှာတော့ခြံစည်းရိုးရှိကခြံစည်းရိုးတစ်ဖက်မှာတော့ရွာအပြင်ဘက်မှာဖောက်လုပ်ထားတဲ့ရွာပတ်လန်ရှိပါတယ်။နေ့အချိန်မှာထိုရွာပတ်လန်မှာတော့ဆိုင်ကင်များလူများတွာလာနေတတ်တော့လေညအချိန်မှာတော့တွာလာမဲ့သူမရှိရွာပြင်ပလန်းတစ်ဖက်မှာတော့ကျေပြောလာတဲ့ဂွေးမိမရှိရာဟိုအဝေးမှာတစ်ပင်မြောက်အိုးအိုးဆက်ဆက်နေတုတ်တန်ကြီးကိုလှမ်းမြင်နေရလေတော်ပြီတွားမှာပဲအိမ်သာဘုံမှာဆင်းလိုက်ပြီးအလုံးမှာရွာပြင်ပက်လန်းမှာဖက်နှက်ကိုပုတ်ဆွဲပြီးတော့လေးလေးပြပြလမ်းလျှောက်လာတဲ့လမ်းလျှောက်တန်ကိုကြားရရလေးတွေ ထန်အောင်လည်းတယောက်ယောက်သွားလာနေသည်ဖြစ်မည်ဟုထင်လိုက်ပြီးတော့အိမ်သာပေါ်မှဆင်းလိုက်ပါလေသူထင်လိုက်တဲ့အတိုင်းပဲလူတယောက်ကလမ်းလျှောက်လာပြီးတော့သူတို့ခြံနောက်ပိုင်းသာမှရက်တန့်သွားလေတယ်မောင်မဲနေတဲ့ဖြင့်ထိုသူမှမိသူမိဘဖြစ်မှန်းကိုတော့မသိနိုင်ပြီထန်အောင်လည်းထိုသူကိုဂရုထားမနေတော့ဘဲနဲ့အိမ်ထဲသို့လျှောက်လာသည်ထန်အောင်ရဲ့အကောကခေါ်တန်ကြီးကိုကြားလိုက်တဲ့ပြင်ထက်အောင်ကြက်သေးမွေးကြီးများထသွားလိမ့်ကဲထက်အောင်ကြီးငါပါကွာကိုစိုးကြီးပါ ထောင်မှာထိုအတံကိုကြားလိုက်တဲ့အခါမှာတော့အိမ်စီတို့အမြန်ပြေးသွားပြီးတော့အိမ်တော်ဝိပောက်သူခုန်တက်လိုက်ကတကားကိုစောင့်ပိတ်သွားလိမ့်တယ်။ကောင်းတယ်ကောင်းတယ်။အမောင်တွေကလူကရီမောနေလိမ့်တယ်။ထိုသူကတော့အခြားသူမဟုတ်ထောင်အောင်ရဲ့တငယ်ချင်းကောင်းခန့်ပင်ဖြစ်ပါတယ်။ကောင်းခန့်ကထောင်အောင်ကြောက်လန့်သဖြင့်တမင်၆လရန်အကြံရသွားပြီးတော့ကိုစိုးကြီးအာသူဝအိမ်မှာထွက်လာခဲ့ခြင်းဖြစ်ပါတယ်။တိုက်တိုက်ဆိုင်ဆိုင်အိမ်နာတက်ရန်ပြေးလာတဲ့ထောင်အောင်ကိုမြင်သဖြင့်၆လလိုက်ခြင်းဖြစ်ပါတယ်။ ထက်အောင်ကြီးငါပါကိုစိုးကြီးပါကောင်းခန်းကတော့လဲချင်းခန့်အွန်လိုက်သေးတယ်ထက်အောင်တို့အိမ်ကလေးကတော့မောင်အန်ဒီကြားနေလေတယ်မကြခင်အိမ်တွင်မှာကြောက်လန့်တကြောက်အဟစ်တန်ကိုကြားရတဲ့ပြင်ကောင်းခန်းကကြိတ်ခါရီမောလိုက်ပြီးတော့ရွာပြင်ပက်လန်တိုင်းအိမ်တို့ပြန်လာခဲ့လိုက်လေတယ်စိုးကြီးအာသူဘမှာတော့လောက်ကန်ပေးသူများယူအားဒလိရအရက်ဒေတာများဖြင့်ဧကန်လေးရှိရာကောင်းခန်းကကိုစိုးကြီးအိမ်မှာအရက်တောက်လာခဲ့သောကြောင့်အနှဲငယ်ထွေနေပါ යි ။ ရွာပြင်ကွန်ကရစ်လမ်းမကြီးကတော့လာရောင်အောင်မှဖြောင်ပြူးလွန်နေလေတယ်။ကိုင်းအတွင်းမှာဖြတ်တိုက်ခတ်လာတဲ့လေကလေးများကြောင့်လည်းပူလွန်းလာတဲ့နှွေညာကိုအနှဲငယ်အေးမြသွားစေပါရဲ့။ကောင်းဆန်ထောင်းတို့အိမ်ဘက်သို့ထွက်လာပြီးတော့သူ့အိမ်တို့တပြေးပြေးရှောက်လာခဲ့တယ်။ရွာပြင်လမ်းတနေရာရောက်မှတော့သူ့အရှိမပိတ်ရက်နေတဲ့လူနှစ်ယောက်ကိုတွေ့လိုက်ရတယ်။ဟေးဘယ်လိုလဲလဲဟာလူလာနေတာမမြင်ဘူးလားဖယ်ဆန်းပါကွာ။ကောင်းကင်ကကျိန်မောင်းလိုက်တော့လေထိုလိုနှုတ်မှဖင်မသွားပဲနဲ့အရှိပင်တိုးလာခဲ့သေးတယ် ကောင်းခန်းကရက်တော့တာတပြင်းရဲ့စိတ်နဲ့ကြွနေလေရပစိုးကိုပြင်ဝင်လာပြီးသားသူ့ထံသို့လျှောက်လာတဲ့လူနှစ်ယောက်ထံသို့ပြေးဝင်လိုက်ကလက်သီးနဲ့ထိုးထည့်လိုက်တယ်။ထို့သောသူ့လက်သီးကထိုးလို့တူဦးရင်ဘက်ကိုထိမှန်သွားတော့လေထိုးလို့မှဘာမှမဖြစ်သလိုကောင်းခန်းလက်သီးကလည်းဖွဲတစ်ခုကိုထိုးနေရသလိုဖြစ်သွားလေတယ်။ကောင်းခန်းလည်းလန့်သွားပြီးတော့ထိုးလို့နှစ်ဦးရဲ့မျက်နှာကိုအသေးချာကြည့်လိုက်ပါတယ်။ဟင်ကိုကိုတို့ပါဒုမောင်မျက်နှာကြီးကခက်ထန်ဒင်းပါနေလေတယ်။ နောက်တစ်ဦးကိုတေချာကြည့်လိုက်ပြန်ရတယ်ဆိုကြည့်ဖြစ်နေသည်ကိုတွေ့ရလေတယ်ဆိုကြည့်နဲ့တွမောင်ကကောင်းခန့်မျက်နှာကိုမျက်နှာသိကြီးများဖြင့်ကြည့်နေလျောင်းကောင်းခန့်မှာအလွန်ထိတ်လန့်သွားပြီးတော့အနောက်သို့လှည့်ပြေးပါတော့လေတို့တော့ခဝဝေးတို့မပြေးရပြီသူရှင်မောင်ငုတ်တို့ထိုင်နေတဲ့ခွေးနဲ့ကြီးတကောင်ကိုမြင်တွေ့လိုက်ရပြန်တယ်ကောင်းခန့်နဲ့နီးတာလေးလေးလမ်းပေါ်မှာထိုင်နေတဲ့ခွေးနဲ့ကြီးကကြီးတာလေးလေးဖြစ်ပါတယ် ခွေးနဲ့ကြီးရဲ့မျက်လုံးများကအနီအောင်များလင်းလက်နေပြီးတော့သူ့ကိုမန်းဖီနေသဖြင့်ကောင်းခန့်ပြေးလောနေရမှာရက်တန့်လိုက်ရတော့တယ်။ကောင်းခန့်အမှုပင်ပြေးသွားပါပြီ။သူ့အရှိမခွေးနဲ့ကြီးထိုင်နေပြီးတော့အနောက်မှာလည်းတည်ဆုံသွားခဲ့တဲ့ဒိုးမောင်လေးဆိုကြီးတို့နှစ်ယောက်ကတလန်းချင်းလှမ်းလာလေတယ်။ကောင်းခန့်လည်းပြေးမလို့တော့ဒီမိုလမ်းဘေးရှိခွေးများအတွင်းတို့ဆင်းပြေးတော့တယ်။ဒိုးကမှခွေးနဲ့ကြီးကတစ်ချက်ထိုးဟောင်လိုက်ပြီးတော့ကောင်းခန့်အနောက်သို့ပြေးလိုက်သွားတော့တယ်။တဲထအောင် ထက်အောင်တရားခေါ်တန်ကြသဖြင့်မျိုးလုံးအစုံကိုဖွင့်ကြည့်လိုက်မိပါတယ်သူအနီးမှာအမေနဲ့ဆွေမျိုးသားချင်းတချို့ကထိုင်နေကြလေတယ်ထက်အောင်တကူလုံးလဲဇောချွေးတွေပြန်နေတယ်ဟုတ်တော့ဒါတရရလာပြီလားထက်အောင်ကငေါတို့ထိုင်ရန်ပြင်ဆင်လိုက်ချင်ပါပဲသူအမေကသူ့ကိုဆွဲထုတ်ကအိန္ဒိယမှာခေါင်းထောင်ပြီးလျက်မိခိုင်းထားနေတယ်ထက်အောင်တကူလုံးနှောင်းချီနေရလက်ဖျားချေပြမှာပဲမသေးနိုင်တော့ပြီဒါဒါလေးစကားတွေတိတ်မပြောပါနဲ့ဒါရေဒါဟူညကအပေါ်ထသွားရင်လေ မိဘကြောင့်နဲ့မှလဲကျနေတာတာရဲ့အခုဆိုရင်ဒါသတိလင့်တန်း9ရက်နီးပါးရှိပြီဆရာဝန်ကလည်းစေယုံတင်ခိုင်းနေပြီထက်အောင်ကအားယူပြီးတော့စကားပြောချင်တယ်လေအတန်ကမထွက်တယ်လို့လက်ချောင်းတွေကအကွဲနာချင်နေပါလေအမှန်တော့ထက်အောင်မှာအိန္ဒာတယင်စူဂျီတရဲ့6လန့်ခံရပြီးတော့မိလဲသွားခြင်းဖြစ်ပါလေတို့တော့သူနိုးလာတော့ကောင်းခန့်ရဲ့အတန်ကိုကြားရတယ်အခုတော့အိမ်တွင်ကောင်းခန့်မရှိပြီ ထောက်အောင်တယောက်အိမ်ရှိကိုလှမ်းကြည့်လိုက်ပါတယ်။ထိုကသူတို့ခြံဝင်ဝါနားမှာမတက်ရက်နေတဲ့ကောင်းခန့်ကိုလှမ်းတွေ့ရတယ်။ထောက်အောင်ကအားယူပြီးလက်ကိုမြောက်လိုက်ကကောင်းခန့်ကလှမ်းခေါ်လေတယ်။တို့တော်လေကောင်းခန့်ကသူကကြည့်ုံသာကြည့်နေပြီးတော့ဘာစကားမှပြန်မပြောဘူး။ဟေးဟေးကောင်လာလေကွာ။ထောက်အောင်အမေကထိတ်လန့်ပြီးတော့အိမ်အမင်းတို့လှမ်းကြည့်လိုက်တယ်။ဘ누구ကိုခေါ်နေတာလဲတားရဲ့။ကိုမအမေကောင်းခန့်ကခြံဝင်ကနေကျွန်တော်တို့လှမ်းကြည့်နေတယ်။ဟေးထောက်အောင်အမေရောဆွေမျိုးတို့ကမျိုးလုံးပြူးသွားကြလေတယ်။ ထအောင်ကသူ့အမေကိုလက်တို့ပြီးတော့ဒီကောင်အိမ်ထဲဝင်ချင်နေပုံမှာအမေကအမေသွားခေါ်လိုက်ကြပါဗျာထအောင်ရဲ့အမေကတော့မျက်စိမျက်နှာအတော်ပြက်နေတယ်ညီစမ်းမသားရဲ့သူ့ဖက်သားနေပါစေမဟုတ်တာပဲဒီကောင်ခုနကသားကိုခေါ်နှုတ်လိုက်တာအခုအိမ်မမတက်ဘူးဆိုတာကလည်းအမေတို့ရှိနေလို့ထင်ပါတယ်ဗျာမဟုတ်တာတွေမပြောပါနဲ့တော့သားရဲ့ဒါပြန်လဲအိမ်နေလိုက်နော်ကောင်းခန့်ကဘာဖြစ်နေလို့သူ့ကိုအိမ်မမခေါ်ချင်တာလဲအမေထအောင်ရဲ့အမေကတော့ဘာပြောရမှန်းမသိတော့ဘူး အနားတွင်ထိုင်နေတဲ့ထောက်အောင်တော်ကထောက်အောင်ကိုကြည့်လိုက်ပြီးတော့မြင်းတငယ်ချင်းကောင်းခန်းတနည်းကပဲဆုံးသွားပြီလေထောက်အောင်တရားအောင်မျက်လုံးများပြူးကျဲသွားနေတယ်ဟုတ် ဟုတ်လို့လားဗျကျွန်တော်ခုသူ့ကိုမြင်နေရတယ်နော်တကယ်ပေါ်ခွေယူကြိုက်ခံရပြီးတော့ခွေယူပြန်ပြီးတော့တည်သွားတာထောက်အောင်တရားအတော်ပြောနေတဲ့စကားများကိုမယုံကြည်ခြင်းတော့သူတို့တွေကတည်ပြီးဟုသာပြောနေတော့လေသူမျက်စိရှိမှကောင်းခန်းအားအတိုင်းသားမြင်နေရပါတယ် ထအောင်ကအိမ်မလူများကတမင်သူ့အားလိန်ပြောခြင်းဖြစ်မိဟုထင်နေတယ်။ဟော့ဟော့ရင်ရင်နဲ့တော်တော်ဆဆရှိသောကောင်းခန်းနဲ့ပေါင်းသိနေထိုင်သူပေါ်ပင်အိမ်မလူကြီးများကပင်သိမ့်မကြိုက်ပေ။ထအောင်ကြည့်နေကကောင်းခန်းနဘေးမှာလူတယောက်ပေါ်လာပါတယ်။ထိုသူကတော့ကိုစိုးကြီးဖြစ်ပါတယ်။ကိုစိုးကြီးကထအောင်ကိုကြည့်နေကလက်ရက်ကလမ်းခေါ်တယ်။ထို့နောက်ကိုစိုးကြီးဘေးမှာလည်းကိုတွုံးမောင်ပေါ်လာပြန်တယ်။တို့ရောစလုံးကိုမြင်လိုက်တော့မှထအောင်တယောက်အလုံးကိုသွေးပြက်သွားပါတယ်။အမေအမေကိုစိုးကြီးနဲ့ကိုတွုံးမောင်ကကြောက်ကိုလမ်းခေါ်နေပြီဗျာ။ ။တအိမ်သားလုံးကတော့ထိတ်လန့်သွားပါတယ်။ထက်အောင်တရားမျက်လုံးကြီးပြူးပြီးတော့အိမ်အပြင်ကိုလက်ညှိုးထုတ်လျက်အမေလှုပ်ပါအောင်သူတို့လာနေကြပြီ။သူတို့ကိုတောင်းအောင်မေးမလာကြနဲ့မလာနဲ့မလာနဲ့ထက်အောင်တရားအိမ်ရှိကမ်းမှာလူလိမ့်နေတဲ့ပြင်အိမ်မလူများကဝိုင်းဆွဲရလိမ့်တယ်။ထောင်ရတော့ကတော့ထောင်အိမ်ရှိသူမမြင်နိုင်စီရအတွက်စောင်းကြီးတစ်ထည်ကိုယူပြီးတော့အိမ်ရှိပြတင်းပေါက်မှာထကားလိမ့်ငယ်ထို့တော့သူတို့အားလုံးနောက်ကျသွားခဲ့ပါပြီထက်အောင်မှာတော့မျိုးလုံးကြီးပြူးပြီးတော့သူ့အမေလက်ထဲမှာပဲငြိမ်ကျသွားလိမ့်တယ်တာ တာလီမေဂျာဂင်ထောင်းတို့အိမ်ထဲမှာတော့ငိုယူအဟစ်တယ်များထွက်ပေါ်လို့လာပါတယ်ထောင်းတည်ဆုံးသောဒီနေ့မှာတော့ကောက်ခန့်အားတချို့ပြီးနောက်တရက်ပင်ဖြစ်ပါတယ်ညနေနေဝင်ရောချင်မှာတော့တုတ်တံတွေမှာခွေးယူတယ်များကိုကြားလိုက်ရတယ်ထို့နောက်ခွေးနဲ့တကောင်ကရွာစီတို့ပြေးလာခဲ့တယ်ရွာလမ်းမကြီးတိုင်းပြေးလာကြရရွာသားများအလုံးထိတ်တဲ့သွားကြလိမ့်တယ်ခွေးယူထင်လေလိုက်ကြဖမ်းကြ ။မြွေရာသီဖြစ်တဲ့ပြင်ခွေယူအလွန်ပေါ်တတ်တယ်။ခွေယူများမှာခွေလီခွေလီများဖြစ်ကြပြီးတော့ခွေယူထားတဲ့အချိန်မှာရွာရဲတဲ့ဝင်းကမမဲ့မြင်သမျှကင်ဆွဲတက်ကြလိမ့်တယ်။ထို့အတွက်ကြောင့်ရွာသားများကခွေယူမြင်ရင်၆လမောင်းထုတ်တက်ကြရုံမကရိုက်ပုတ်တက်ဖြတ်ကြလိမ့်ရှိတယ်။ယခုလည်းရွာရှိလူငယ်များမှာတုံများလေးကောင်များကင်ဆောင်ပြီးတော့ရွာရဲတို့ပြေးဝင်သွားတယ်။ခွေယူအနာတို့ပြေးလိုက်ကြလိမ့်တယ်။ခွေယူကြီးကရွာလေလမ်းအတိုင်းပြေးလာကြရရွာမရွာသူရွာသားများကလည်းကြောက်လန့်သဖြင့်ပြေးလို့ပေါကောင်းကြလေတယ် လူတစုကလည်းအနောက်မှထက်ကြမကွာလိုက်လာကြရာမကြခင်ရွာထဲရှိလမ်းလေးခွဆုံးတို့ရောက်လာခဲ့ပါလေအကြာလမ်းများမှလည်းခွေးယူဟုဆိုသဖြင့်လူများတက်လာကြတော့လေလမ်းလေးခွဆုံးမှာအဖွဲများအားလုံးစုံမိတဲ့အခါမှာတော့ခွေးယူကိုအစားနာပင်မတွေ့ရတော့ဘူးရွာသားများကတညက်နေလုံးခွေးယူကိုရှာဖွေတော့လေအစားနာပင်ရှာမတွေ့သဖြင့်ညရှင်းနာဤထိုးကမှခွေးယူရှာဖို့တော့ရက်လိုက်ရတော့လေညတကောင်ရမှာတော့ခွေးဥစံကြီးများကိုကြားရပြန်တယ် ရွာမလူငယ်များကညနေတကောင်အချိန်ထိမအိပ်တတ်ကြသေးပြီးဂိဆော့သူကသောဖုံသုံးသူကသုံးနဲ့ညတော်နမအိပ်ကြလေတယ်။ခွေးဦးတန်းကြီးကြားပြီးတဲ့ကောင်မတော်ခွေးနဲ့ကြီးတကောင်ကရွာအတွင်းတို့တလန်းချင်းလှမ်းဝင်လာလေတယ်။ထိုခွေးနဲ့ကြီးရဲ့နောက်မှာတော့လူလေးယောက်ကတလန်းချင်းလှမ်းလျှောက်ဖြင်းချင်းသွားလျှောက်လာသည်ကိုတော့မအိပ်သေးတဲ့လူငယ်တို့ကတွေ့လိုက်ကြရတယ်။ ယူအားလည်းလမ်းမိတိုင်းကြီးများကထိန်နေနေတော့လေထိုလူလေးရောက်ကိုမိသူမိဘမှမမြင်ရဘဲနဲ့အရေးနဲ့ကြီးများဖြစ်တာမြင်ရတဲ့ဖြင့်တာမန်လိုမဟုတ်ပဲနန္နာဘဝများသာဖြစ်နိုင်ကြောင်းသိရရတယ်။မန္တန်လင်းစီနေငိုတန်ချရတော့လေယွာမလူများကလည်းညကယွာကိုတရဲဝင်တဲ့အကြောင်းပြောဆိုကြတယ်။အလားတူယွာရှိအသက်ကြီးပိုင်းလူကြီးတယောက်လည်းကွဲလွန်သွားလေတယ်။ထိုလူကြီးမှနာတာရှိယောဂသက်ကြီးဖြစ်တဲ့ဖြင့်ထိုသေဆုံးမှုမှာတရဲမြောက်ဝင်စီနေတိုက်ဆိုင်သည်ဟုထင်မှတ်လိုက်ကြတယ်။တို့တော့တစ်ဘက်တစ်ခါလိုလို၅ရက်တစ်ခါလိုလို တရေများဝင်ဝင်လာတက်ပြီးတော့တရေဝင်ပြီးနောက်တနေ့မှာတော့ရွာမတူကတေဆုံးစမြေဖြစ်ပါတယ်။ဒိုးလင်းကျင်ကဖြစ်ပြီးတဲ့အခါမှာတော့ရွာသားများကတုံ့လှုပ်လာကြတယ်။အဲ့ဒါရွာခိုက်နေတာပဲဒီတရေတွေကိုတားဆီးမှရမယ်။ရွာသားများကပြောဆိုကြတဲ့ပြင်ရွာလူကြီးနဲ့ဆရာတော်များကရွာဝင်လမ်းမှာပရိတ်တရားရုတ်ဖက်ကြလေတယ်။ထိုနေ့ညမှာတော့အလားတူတရေများဝင်လာတော့တယ်။ဝင်မရပဲရှိနေသည်ဟုအချို့ကတွေးမြင်လိုက်ရတယ်။ ရွာအတွင်းဝင်မရသဖြင့်တရဲများကရွာကိုတညာလုံးပတ်နေကြပြီးတော့တောက်ခေါက်တံများစုပူကျင်းဝါတံများကိုလည်းကြားနေရသည်ဟုဆိုရီတို့ကြောင့်နောက်နေ့မှာတော့လူသေးသမီးဖြစ်ပါလေအင်းကုန်းရွာမှာဂျိုးစိုးဝင်နေပြီဖြစ်ပါလေရွာတွင်အာသူဘအိမ်မှာအဆက်မပြတ်သည်မရှိတဲအိမ်မှာတစုံတယောက်တည်ဆုံးပြီးရက်လည်မသေးခင်မှာပင်နောက်တဲအိမ်မှာတစုံတဦးကတည်ဆုံးမြန်နေအစပိုင်းမှာတကြီးရုံများလူနာများတည်ဆုံးကြတော့လေနောက်ပိုင်းမှာတော့အရွယ်ကောင်းလူငယ်များကလေးသူငယ်များပါတစ်ခုမဟုတ်တစ်ခုဖြစ်ပြီးတော့တည်ဆုံးတက်ကြလေတယ် ရွာသူရွာသားများကတော့ရွာတွင်ဆက်မနေတော့ဘဲနဲ့ရွှေမျိုးများရှိတဲ့ရွာများသို့ပြောင်းရွှေ့နေထိုင်ကြနေတယ်။ဆရာတော်များကလည်းလမ်းလမ်းမပေါ်မှာပရိသေရများရွတ်ဖက်တော့လေရွတ်ဖက်တဲ့အခါဒီမှာရက်တက်သွားပြီးတော့တပတ်ခန့်ကြာတဲ့အခါမှာတော့ပြန်လည်ဖြစ်ပွားလိမ့်ရှိပါတယ်။ဒီလိုနဲ့မိုးရာသီကိုပင်ရောက်ရှိခဲ့ပါပြီ။အေကုံရွာကလေးမှာတော့လူကြီးလေးပုံတစ်ပုံခန့်သာကျန်ပါတယ်။လူများကလည်းဇက်တိုက်တည်ဆုံးလျက်ရှိရာ6လအတွင်းမှာပင်ရွာသား18ဦးထိတည်ဆုံးနေပြီဖြစ်တယ် ရွာလူကြီးများနဲ့ရဲရွာအုပ်ချုပ်ရေးမင်းမလည်းခေါင်းမိတောက်နေပြီဖြစ်တယ်။နောက်ဆုံးတော့ဟင်းသရာမျိုးမှာအထက်တန်းဆရာတို့ကိုပိတ်ရတော့တယ်။ဒုစရာကြီးရဲ့ညီကတော့ဦးဘိုးမြဖြစ်ပါတယ်။ဦးဘိုးမြကကားပေါ်မှာဆင်းလိုက်ကလေးကရွာမတန့်တွေကိုတရီထားမိတယ်။စိတ်ထဲလည်းအလွန်ကြောက်မပွဲကောင်းနေခံစားမှုတစ်ခုကိုခံစားနေရတယ်။ခင်များတို့ကတော့တခုခုတော့မားနေပြီဗျ။မကောင်းတဲ့အငွေတက်တည်ရနေတယ်။အာကိုပါတယ်ဆရာကြီးရေဒါကြောင့်ဆရာကြီးကိုပင့်ခေါ်ခဲ့တာဗော ကျိုးတို့ရွာကိုကဲတင်မိပါဗျာကောင်းပြီဗျာ ငါဒီဂျီတာကဆိုင်ရပိုင်ရတွေကိုခေါ်ပြီးမေးပေးမယ်။ဘူဘိုမြတ်ကအခါထောက်ပြီးတော့ရွာကိုကြည့်နေသေးမှာပဲမိမကြီးတယောက်ကသူ့အနီးသို့ရောက်လာလေတယ်။ထိုမိမကြီးမှာခြေစလုံးလောက်ထိရှည်ရတဲ့သပင်ကြီးကိုဖွာလျားချထားပြီးတော့ထမင်းရည်ပြားကိုအထက်ဆင်ဆောင်ထိုးပြီးဝင့်စင်ထားသည်ဟုဆိုတယ်။ထိုမိမကြီးကဆရာကြီးရဲ့နောက်ရောက်တဲ့အခါမှာတော့အခါထောက်ပြီးမတ်တက်ရတယ်။မြင်ပါကောင်းလေ။ငါသိနိုင်ဆောင်လေ။မြင်မြင်တာကမာလာကြီးလား။ဒီရွာကလူတွေကအကျုံမကြိုက်တာကိုလှုပ်ထားတယ်။ ဒါကြောင့်ဒင်းတို့ကိုကြုံမုံးနေခွင်းလို့ပေးတဲ့ဇမ်းမဟာအိုးမရဘူးဒင်းတို့ကိုကြုံခွင်းမလို့နိုင်ဘူးဒင်းတို့တရွာလုံးကလူတွေကိုအသီးမဲ့ချွေသလိုတဖြုတ်ဖြုတ်နဲ့ချွေကြအောင်ကြုတ်လို့မှာထိုတို့ပြောဆိုပြီးတဲ့အခါမှာတော့ယုံကြည်ပြောက်ခဲ့သွားလေတော့လေထိုမိမကြီးကိုဆရာကြီးတယောက်သာမြင်ပြီးတော့ကျန်သူများကတော့မမြင်တွေ့ရဟုဆိုကြတယ်ဆရာကြီးတယောက်တဲ့စကားပြောနေသူကမြင်တွေ့ကြရပါတယ်ဆရာကြီးကကြီးရောအုပ်ချုပ်ရေးမှတ်သူလှည့်လိုက်ပြီးတော့သင်ငယ်ဆောင်ကခမရတို့ကိုမကြည်နဲ့လို့တဲ့ ခမားတို့ရွာကလူတွေကသူမကြိုက်တော့ကိုလှုပ်ထားကြတယ်တဲ့ရွာမလူများအံအားတင်သွားပြီးတော့အချင်းချင်းကြီးလိုက်ကြလေတဲ့အုပ်ချုပ်ရင်မူလည်းအသေးစားစဉ်းစားလိုက်ပြီးတော့မဟုတ်ပါဘူးဆရာကြီးရဲ့ကျုပ်တို့ဘာမှမလုပ်ပါဘူးဥပိုးမြားကမျက်မှောင်ကျုပ်လိုက်ပြီးတော့ကဲခမားတို့မသိဘူးဆိုရင်လည်းတိတဲ့သူကိုမေးကြည့်ရတာပေါ့ကိုင်ဝင်းစမ်းဆရာကြီး online ဒီနေ့ကြည်နေကြတဲ့ရွာသားများအတွက်မှာရွာသူတို့ကခွေကနဲ့လဲကြသွားလေထို့နောက်ထိုရွာသူမှာစောင်းကြောင်ကြီးထထိုင်ပြီးတော့ငိုကြွေးနေနေတယ်ရောသားမင်းတို့ဘာလုပ်ခဲ့ကြလဲ ကျုပ်ကျုပ်တို့မားပါရင်ကျုပ်တို့မဖွဲမရလေးလုခင်မိပါတယ်အတန်ကယောက်ျားတန်ကြီးဖြစ်နေတယ်ယောက်ျားတန်မှာတိုးမောင်ရဲ့အတန်ကြီးဖြစ်နေတယ်တိုးမောင်ကငိုကြွေးပြီးတော့မှအဖြစ်အပျက်အစအဆုံးကိုပြန်လဲပြောပြလေထို့တော့မှယူအားသားများအားလုံးနွားလဲသွားကြလေတယ်ကျုပ်တို့ကိုပြေကြပါဦးကျုပ်တို့လေရအခုအဲ့ဒီတင်းကျိုင်းကတင်းကျိုင်းဆောင်ကြီးစီမှာကျုံဖြစ်နေရပါအေးမင်းတို့အတွက်ရည်စူးပြီးတော့ငါတို့တွေကိုယ်တွေကောင်းမှုလုပ်ပြီးတော့အမြတမ်းဝေပေးမယ် ။ဆရာကြီးကပြောပြီးတော့ထိုမိမရဲ့နှစ်ဖူးကိုလက်ဖြင့်တက်ချလိုက်တော့မှထိုမိမမှာဥကြောင်းကြောင်းနဲ့နိုးထလာခဲ့တယ်။ယူဝါသားပြန်လေးအပြစ်ပြက်အစုံကိုတီသွားပြီးမှအဲ့လိုတခုဖြစ်မြောက်ရင်စီစဉ်ကြရတော့တယ်။နောက်တနေ့မနေ့မှာတော့ဆရာတော်များကိုစွန့်လှူသင်ငန်းလုပ်ပြီးတော့မကြွမလွတ်သေးတဲ့သူများကိုဖိတ်ကြားကအများတန်ပေးဝေလိုက်ပါတယ်။ထိုမြမကသည်ဆရာတော်များကိုဆိုင်ကပေါ်တွင်တနေ့ရက်ဘလူးတို့စပီကာများဖြင့်ပရိတ်တရားတော်များကိုရုတ်ဖက်စေပြီးတော့ရွာရဲ့လမ်းညွလမ်းညများပါမကျန်း ရွာကိုခုနှစ်ဘက်ဘက်ကပရိဒီယာရွတ်ဖက်ကြနေတယ်။ထို့သောစီမံပြီးတော့မှရွာတွင်လူသေဆုံးမှုများဆက်မဖြစ်တော့ဘဲနဲ့ပုံမှန်အတိုင်းပြန်ဖြစ်သွားနေတော့တယ်။တိုးကြအောင်ရွာကိုစွန့်ခွာသွားကြတဲ့ရွာသားတို့မှတော့ပြန်မလာရဲကြသေးပြီ။ထို့အထင်းမှာတော့စိုးကြီးရဲ့ညီမတိုးမောင်ရဲ့မိန်းမဖြစ်သူလည်းပါဝင်လို့နေပါတယ်။ထို့သောယခုတိုင်အင်းကုန်းရွာကလေးရဲ့တုတ်တံမှာတော့တခါတည်းကငိုတဲ့ညီမျာအဟိစုညံတံများနဲ့ခွေးဥတံများကြက်တက်ကြသေးသည်ဟုရွာကန်များကဆိုကြပါလိမ့်မယ်။ ဇယအက်ကဆိုရေးသားထားတယ်မဖဲဝမုံနဲ့ရွာဆိုတဲ့ဖြစ်မှန်ဗရာလောကဇလန်လေးကတော့ဒီမာရင်ပြီးဆုံးပါပြီခင်ဗျာဇယအက်ကဆိုနေ့တော့နားဆင်ပေးခဲ့ကြသူတို့တရားချင်းတွေကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်တရားပြေရှင်သားညလေးကိုကိုင်ဆိုင်နဲ့ညပါသည်ခင်ဗျာ